တော်လိုင်းရဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်တစ်ခါကလည်းပဲအနာရှင်စနစ်ကိုဖယ်ရှားတော့တွန်းလန်းတစ်ခါကလည်းပဲနိုင်ငံအနာဂတ်အတွက်ဒီလူလူလူတွေရဲ့တအိုးရေးစီစီနဲ့ဆက်လက်ပြီးတော့ရှင်သန်ရည်တည်နိုင်ခွင့်အတွက်ကိုကျွန်တော်တို့ဒီဆောက်ဒီအတွက်ကျွန်တော်တို့ဘယ်မြအောင်ကြိုးစားနေကြပါလဲဆိုတော့အခုကျွန်တော်ရောက်ရှိနေတဲ့နေရာကစစ်ဆောင်ပြည်သူတွေအတွက်ကိုပေါ့နော်ကျွန်တော်တို့ဘေးကင်းလုံခြုံတဲ့အစီအမံတွေဖြစ်နေနေရာချထားဖို့ကျွန်တော်ကြိုးစားနေတဲ့နေရာဖြစ်ပါခါတိုင်းကတော့ဟိုကျုံတို့ကျုံတို့ပေါ့ စစ်ခွေးတက်တင်နဲ့မကြီးမလန်းနေရာလေးမှာသွားပြီးတော့ပုံအောင်စစ်ခွေးကလက်နက်ကြီးနဲ့ပြက်လေးနဲ့ဘုံကျဲဖတ်တဲ့ဖြင့်ခက်ခဲတဲ့အများကြီးရှိတော့သူတို့တွေလက်လက်မမီနိုင်တဲ့နေရာလေးချောင်းအဖြစ်လေဘုံကျဲနိုင်ဖို့အတွက်အဆင်မပြေနိုင်တော့တဲ့ geolocation ပေါ့ဘူရီနိုင်ငံကြီးကရှင်နေပြတဲ့နေရာတွေမှာကျွန်တော်တို့အခုစစ်ကြောင်ပြည်သူတွေမြောင်များစွာကိုနေရာချဖို့အတွက်သက်ဆိုင်အုပ်ချုပ်အဖွဲ့အစည်းတွေနဲ့တိုင်ပင်စီမံပြီးတော့ဆောင်ရွက်နေပါတယ်။ဆိုတော့ကျွန်တော်အခုရောက်လာဒီနေရာပေါင်းချင်းမှာပဲအခုပြည်သူထောင်ချီပြီးတော့ဒီသားစုပေါင်းအရေးအတွက်ထောင်ချီပြီးရောက်ရှိနေပါတယ်။ အဲ့တော့ကျွန်တော်တို့တို့ရဲ့ကနဦးအစမှတ်အတွက်ကိုဝိုင်းဝန်းအတူရုံးခံပေးကြပါလိမ့်မယ်။တို့ရဲ့လိုအပ်တဲ့ခီးတော်လာမှုတွေလမ်းတစားတို့ရဲ့လိုအပ်တဲ့နေအဆောက်အအုံအစပြုမှုတို့ရဲ့လိုအပ်တဲ့ကျန်းမာရေးကလေးတွေပညာရေးပြီးတော့မိဘအနေနဲ့ဒီပြည်သူတွေအတွက်အတမွေးဝမ်းကြောင်းလုပ်ငန်းအစီအစဉ်တွေဒေသမှာဆက်ပြေးလို့မလားမွေးမြူလို့မလားတိကျကုံချမ်းမကုံချောထုတ်လို့တဲ့ဒီ vocational training နေနဲ့တေချာတေချာပေးပြီးတော့ဒီကုသရုံးဝေးအတွက်ပါအခြေကြည်တဲ့ ဒီဝင်ငွေရရှိတဲ့လုပ်ငန်းစဉ်တွေလုပ်မလားဒါဒါမျိုးတွေကျွန်တော်ဆက်တိုက်သွားအောင်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်အနေနဲ့ပြည်သူတို့ကိုဒီသားသာပန်ချန်းကျင်တာတော့အခုကျွန်တော်ရောက်ရှိနေတဲ့တော်တင်တွေ့ရှိရတဲ့လိုအပ်ချက်တွေကတော့ကလေးအတွက်တောင်းသုံးတင်ထောက်ပြီးရှိနေဖြစ်တယ်လာဆောင်တွေဘောပင်တွေခဲတန်းတွေဆောင်းပေါက်တွေဆိုးလာတွေအဲ့တော့တို့တွေအားလုံးဟာတို့မွေးရမြေတို့နေတဲ့နေရာနဲ့ဤရပုံများစွာတချို့ဆိုရင်၁၅ရက်တလကျောပွဲလေးနဲ့ထမ်းပြီးရှောင်လာခဲ့ရတာဖြစ်တယ်ပေါ့ဘာမှမပါလာဘူးကလေးနဲ့လူပဲအသက်ရှင်အောင်ပဲရုန်းကန်လာကြပြီတို့ကဘာမှမရှိဘူးအင်းကြီးလည်းမပါလာဘူး ကျောင်းသုံးပစ္စည်းတော့ပါအဲ့တော့သူတို့လိုတဲ့ကျောင်းသုံးပစ္စည်းတွေကျွန်တော်လိုတယ်ဒါလည်းကျွန်တော်ပံ့ပိုးပေးမယ်လို့ပြောထားခဲ့ပါတယ်ဆိုတော့အခုဒီမှာကျွန်တော်တွေ့တာတော့တို့တို့ရဲ့နေထိုင်မှုအတွက်အဆောက်အအုံအခြေခံကျန်းကင်းနေလို့ဖို့ဘီလက်မြေအမြောင်များလိုပါလိမ့်လမ်းအတွက်တချို့လမ်းတွေကဘီလက်မြေနဲ့ကြောက်နေကြောက်တွေကတော့ပေါ်တယ်ပေါ့တဲတွေကပေါ်တာပေါ့တော့ဘီလက်မြေအမြောင်များလိုပါတယ်ပြီးရင်တို့တို့ရဲ့တမွေးဝမ်းကြောင်းတွေဖြစ်ဖို့အတွက်ဟိုမှာစိတ်မွေးခြင်းတွေလို့ပြည့်စိတ်သားပေါ့တွေကျွန်တော်ဝယ်ပေးဖို့လိုတယ်ကြက်ဒေသကြက်တွေကြက်ပေါ့တွေကျွန်တော်အမြောင်များဝယ်ပေးပြီးတို့မွေးမြူပေးဖို့လုပ်ဖို့လိုတယ်တို့တို့အတွက်ပုံ ဒီစိုက်ပျိုးစိုက်ပျိုးတည်နံတော့ဗောဒီဒေသအပူပိုင်းရှိအပူပိုင်းနဲ့တခွင်ဖြစ်တဲ့ကြောင့်စက်သွန်စိုက်တာပဲစိုက်တာနှမ်းစိုက်တာစသဖြင့်ဗောသူတို့ရာသီဥတုနဲ့မြေအငန်းအချင်းတက်ပေါ်မူတည်ပြီးတော့စိုက်ပျိုးလို့ရမယ်မျိုးစီးတွေအမြောက်အများကျွန်တော်တို့လိုတယ်ပြီးရင်စနစ်ကျန်းသာတဲ့ trade ပုံတွေမှုလုပ်ငန်းစဉ်တွေကျွန်တော်ဖန်တီးပြဖို့လိုပါအဲ့တော့ကျွန်တော်အုပ်ချုပ်ရေးအဖွဲ့အစည်းနဲ့ကျွန်တော်ကောင်းကောင်းတိုင်ပင်ပြီးတော့အကောင်းဆုံးဆောင်ရွက်သွားပါမယ်အဲ့တော့နိုင်ငံတကာရောက် မိဘပြည်သူတွေအနေနဲ့အာလူဦးရေလောလောဆယ်ထောင်ချီပြီးလို့ပြောတာပါမကြခင်တောင်းချီပြီးတော့ဖြစ်သွားမှာပါ တော့ကျွန်တော်အနေနဲ့ကြီးမားကျယ်ပြန့်တဲ့နိုင်ငံတည်ထောင်ရေးလုပ်ငန်းစဉ်တွေမပြီးဆုံးသေးတဲ့တော်လိုင်းအဆုံးသက်လုပ်ငန်းစဉ်တွေတော့ကျွန်တော်ဆက်လက်ရုန်းကန်ကြိုးပမ်းသွားပါမယ်။ဒါလို့ဆိုရင်တော့ကျွန်တော်တို့ရဲ့မိဘပြည်သူတွေတိုင်းသားပြည်သူတွေရဲ့အသက်ဆက်လက်ရှင်သန်ရည်ရွယ်ခွင့်အတွက်ဇီဝဒါနဝင်ဝင်ကုသိုလ်ပြုပေးပါလို့ကျွန်တော်နေမြေတာရဲ့ခံပါ